တန်တရာကျွေးဆိုကျွေးဆိုတဲ့မြတ်ဖယ်ကျွေးပဲဖြစ်ဖြစ်ပေးဆိုင်ရမှာဖြစ်တယ်ပေါ့ကံကြမ္မာဝတ်ကျွေးကြတော့မပေးရှင်လို့နေလို့မရဘူးဒီပြင်ကျွေးတွေကလျှော်ခြင်းလျှော်ခံရမယ်ဘန်ကရချင်းညာပြီးတော့เนาะဒေဝလီခံပြီးတော့ကျွေးကိုရှောင်လို့ရတယ်တန်တရာကျွေးမှာအဲ့ဒါလို့ရှောင်လို့ရနိုင်တာမဟုတ်ဘူးပေးဆိုင်ရမှာဖြစ်တယ် အဲ့ဒီတန်တရားကျွေးဟာမိမိယူထားတာလေအတိုင်းတာအရာသိဆက်ဘုရားတို့ငယ်စဉ်ကကြားဘူးတယ်ရွာတရွာမှာညီကိုနှစ်ယောက်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေတ်ကငွေချေးတစ်ချက်ရဲ့ထက်ဝက်၅မူပေါ့အဲ့ဒီ၅မူ ညီစီကခဏချေးပြီးပြန်မပေးပဲနဲ့တည်သွားတဲ့အခါကျတေကနေ့မှာပြန်ပေးချင်တော့လဲသူပြန်မပေးရဘူးဆိုတော့စိတ်မကောင်းပြီးတော့တည်ဆုံးသွားတဲ့အခါမှာညီအိမ်မှာသွားပြီးတော့ကျွဲဖြစ်တယ်တဲ့ကျွဲဖြစ်လာပြီးဆိုတော့ကကျွဲပဲလေနှစ်ပါးကျိုးထိုးပြီးတော့ခိုင်းတော့တာပေါ့ခိုင်းတဲ့အခါမှာမသွားခြင်းလဲသွားရမှာပဲမလုပ်ခြင်းလဲလုပ်ရ မလို့ကျင်လို့ရရိုက်ခံရိုက်ခိုင်းတာညီလို့တဲ့ပုဂ္ဂိုလ်ကသူ့ကိုမှန်းတော့မသိဘူးပေါ့ရိုက်ခိုင်းချွဲဆိုတာတိတ်အသက်ရှည်တာမဟုတ်ဘူးလေဆယ်နှစ်နှစ်20ဆိုတာအလွန်ဆုံးချွဲဘဝကလွတ်လာတဲ့အခါကျတော့အဲ့ဒီရွာမှာပဲသူကလူပြန်ဖြစ်တယ်တဲ့လူပြန်ဖြစ်လာတဲ့အခါသူ့ရဲ့နောင်တ မိုက်နောင်တကိုရပြီတိတတ်တဲ့အရွယ်လေးမှာအင်္ဂါပက်ဆံ5ပြား90တို့မို့ငါးမှုကိုယူပြီးတော့သူညီစီသွားပေးတယ်တဲ့မင်းကျွေးငါပြန်ဆက်ပါပြီကွာခြေရွာတော့မင်းကပက်ဆံလေး5မှုနဲ့ငါ့ကိုရိုက်ခိုင်းလိုက်တာလို့ပြောတယ်နော်အဲ့လိုပြောတယ် အဲ့တော့ကျွေးဆိုတာဆက်ရစမြဲပဲဒါဆက်ရတယ်မဟာစီဆရာဘုရားကြီးဟောတဲ့ဓမ္မစကြာတရားတော်ကြီးမှာလားပြိဿသမုပ္ပတ်တရားတော်ကြီးမှာလားမသိဘူးပမာပြေမှာဖြစ်ခဲ့တဲ့ကျွေးမပေးနိုင်လို့၄ဘဝ၃ဘဝဆက်တိုက်ပြီးတော့ခံရတာလေအကြောင်းနေ ဖတ်ရှုထားဖို့တယ်ပေါ့အဲ့တော့ကျွေးဆိုတာပေးရတယ်ဆိုတာဘယ်လိုနည်းနဲ့ယူထားတာမတရားသမီးယူတာလဲကျွေးဖြစ်တယ်ဒါကြောင့်မို့အရိဏာဒါနဆိုတာမလုံသေးရင်လုံအောင်တော့